ကိုအိမ်ပေးကိုအိမ်ကောင်းရင်ကို အမိုက်တွေလာပုံသွားတာထက်ကိုစိတ်ကိုကောင်းကိုအတီတဲကိုစိတ်ညစ်စရာပြဿနာတွေကိုလာထက်ပုံသွားတာကကိုကြောက်စရာကောင်းတယ်အိမ်ပေးလာပုံသွားတဲ့အမိုက်တွေကို မီးရှို့ပြစ် ရွှေ့ပြစ်ဖြက်စီးပြစ်တာက မခက်ပေမဲ့ကိုကောင်းကိုစိတ်ကိုအတီမှာလာထက်သွားတဲ့ပြဿနာတွေကလွယ်လွယ်နဲ့ဖြက်ပြစ်လို့မလွယ်ဘူး အိမ်ကောင်းရင်အမိုက်ပုံကထွက်တဲ့အနံဆိုးတွေကကျန်းမာရေးကိုထိခိုက်နိုင်တယ်လို့ကိုကောင်းနဲ့ထဲ့သွားတဲ့ပြဿနာ အမိုက်တွေကလည်းကိုရဲ့ကိုစိန်တစ်ပါးကိုဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်တယ်။ဒါကြောင့်တဦးတယောက်နဲ့စကားပြောတဲ့အခါအလွန်သတိထားတဲ့နဲ့သူပြောတဲ့စကားတွေဟာငါအတွက်ကောင်းကျိုးရရှိစေမယ့်စကားတွေဟုတ်ရဲ့လား။မှန်ကန်မှုရောရှိရဲ့လား။အမုန်းပွားစေတဲ့စကားတွေလား။ အချိန်ကုန်ပြီဘာအကျိုးမှမရှိတဲ့အတင်းဖြင်းစကားတွေလားဆိုတာသေးသေးချာချာစီစစ်တင်တယ်ပြောတဲ့ညာစကားတို့မမှန်ကန်တဲ့စကားတို့အမုန်းပွားစေတဲ့စကားရိုင်းဆိုင်ကြမ်းတဲ့စကားကို့အတွက်ကောင်းကျိုးမရနိုင်တဲ့စကားစိတ်ညစ်စရာစိတ်ဆင်းရဲစရာတွေကိုဖြစ်စေတဲ့စကားစတဲ့ကို့အတွက်ဘာအကျိုးမှမရှိတဲ့ကို့အကျိုးကိုပျက်စီးစေတဲ့စကားမျိုးတွေဆိုရင်နားမထောင်သင့်ဘူး စိတ်ဆင်းရဲမှုတွေ ဖြစ်ရတယ်ဆိုတာအများအပြားမြင်ရတာတွေကြားရတာတွေဒီကနေဝန်းလာတာဖြစ်တယ်ဖြစ်ချင်းမုံညင်းတွေဖြစ်တယ်ဆိုတာလည်းမြင်ရကြားရတာတွေဒီကနေပေါက်ပွားလာတတ်တာမျိုးခန္ဓာကိုယ်ကမသိတဲ့အစားအစာတွေမသိတဲ့အနတ်အသက်တွေဝန်းလာရင်ရမာကြီးထိခိုက်ပျက်စီးနိုင်တယ်လို့ကိုယ်စိတ်ဟာလည်းမသိတဲ့အမြင်တွေမသိတဲ့အကြားတွေဝန်းလာရင်စိတ်ဆင်းရဲစိတ်ဒုက္ခတွေဖြစ်တယ်ဒါကြောင့် ကိုယ်ကိုယ်စိတ်ကိုယ်အသိစီကို မကောင်းတဲ့အမြင်ကြတွေမဝင်နိုင်ဖို့အမြဲတမ်းသတိရှိနေဖို့လိုတယ်။အမှိုက်ရှုပ်တဲ့အမှိုက်တော့နေရတာကမှကျမ်းမာရေးကိုထိခိုက်နိုင်တာမဟုတ်ဘူး။စကားရှုပ်တဲ့လူတော်တဲ့နေရတာကလည်းကိုယ့်ရဲ့ကိုယ်စိတ်နှစ်ပါးကိုဆူဆူရွာရွာထိခိုက်နိုင်တယ်။ဒါကြောင့်ဒီကုန်းရုပ်အနေနဲ့ပြောရရင်အိမ်ဘေးအိမ်ကောင်းရင် အမှိုက်လားပုံတာထက်ကိုယ့်အသည့်ကိုယ်စိတ်ကိုကောင်းတဲ့ မကောင်းတဲ့အတင်းဖြင်းပြဿနာတွေကိုလားထည့်သွားတာကအိုးဆိုးတယ်။အိုးကြောက်စရာကောင်းတယ်။အမိုက်ရှုပ်တဲ့အမိုက်တော့နေရတာထက်စကားရှုပ်တဲ့လူတော့နေရတာကကိုယ်စိတ်နှပါကိုဆိုးဆိုးဝါဝါထိကိုက်နေနေဆိုတာဘယ်တော့မှမမေ့ပါနဲ့။ဒါကြောင့်အာလုံးအာလုံးအမြင်အကြားတွေအပေါ်မှာတတိတရအမြဲထားနိုင်ကြပါစေလို့တတိပေးလိုက်ရပါတယ်။